အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပူတရာဖြစ်မျှဝေဆွေးနွေးပေးနေတာကတော့4 Ranger မှာဂျုံတွေ့ရတဲ့လေပိုက်ပေါက်တဲ့ပြစ်ချက်ကြောင့် engine ချက်မီးလင်းပြီးတော့လီဘာနင်းမရတဲ့ပြဿနာကိုမိတ်ဆွေတို့ကိုပူတရာဖြစ်မျှဝေဆွေးနွေးပေးခြင်းပါတယ်ဒီကားမှာဂျုံတွေ့ရတဲ့ပြစ်ချက်ကတော့မကြာခဏလေဂျုံတွေ့ရတဲ့ပြစ်ချက်တွေမှာပါဝင်တယ်လို့ပြောလို့ရပါတယ်4 Ranger မှာမဟုတ်ပါဘူးတခြားကားတွေမှာဆိုလို့ရှိရင်လေ၄ byte နဲ့ပတ်သက်ပြီးတော့မှပြစ်ချက်ဖြစ်တဲ့အခါမှာ လီဘာနေမရတဲ့ပြဿနာမျိုးတွေချက်မီလင်းတဲ့ပြဿနာမျိုးတွေပြစ်ချက်ကုတ်တက်တဲ့ပြဿနာမျိုးတွေကြုံတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်လေးပိုက်ပေါက်တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့အရင်တော့ဆိုလို့ရှိရင်လည်းတခြားကားတွေမှာကြုံတွေ့ရတဲ့ပြဿနာတွေရှိပါတယ်အဲ့ဒါလေးကိုလည်းမျှဝေပေးခြင်းပါတယ်အဲ့နေရာမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲလေးပိုက်ကွဲတဲ့ပြဿနာပေါ့နော်လေးပိုက်ကအောက်ကနေပြီးတော့ကွဲသွားတာကွဲသွားတဲ့ပြဿနာကြောင့်လေးဝင်မမှန်တဲ့ပြဿနာ ဖြစ်တယ်အဲ့ဒီဟာကြောင့်ပဲလီဘာနေမရတဲ့ပြဿနာမျိုးကြုံရတယ် အဲတခြားကားတွေမှာဆိုလို့ရှိရင်လည်းအထူးသဖြင့်တော့ Dacia ကားတွေမှာဆိုရင်အဲ့ဒီ၄ဘိုက်ကွဲတဲ့ပြဿနာ၄ဘိုက်မလုံတဲ့ပြဿနာ၄ဘိုက်ပေါက်တဲ့ပြဿနာတွေကြောင့် P0171 တို့ P0172 တို့အဲ့လိုပြဿနာမျိုးတွေကြုံရတယ် System 2 Lane တို့ System 2 Range တို့ပေါ့နော်အဲ့လိုပြဿနာမျိုးတွေကြုံရပါတယ်အဲ့တော့ဒီကားမှာကြုံရတဲ့ပြဿနာဆိုလို့ရှိရင်လည်း အဲသူကဘာဖြစ်လဲဆိုတော့လီဘာနင်းမရဘူးဂုံတက်ဒီမှာလဲလီဘာနင်းမရတဲ့ပြဿနာမျိုးပေါ့နော် RPN က2000ထက်2500ထက်နင်းမရတဲ့ပြဿနာမျိုးလီဘာနင်းမရတဲ့ပြဿနာတွေဂျုံရတယ်နောက်တစ်ချက်ကအဆွေယုံကြတဲ့ပြဿနာလည်းဂျုံရတယ်နောက်အင်ဂျင်ချက်မီလင်းတဲ့ပြဿနာလည်းဂျုံရတယ်ဒါကြောင့်မဲ့ဝက်ရှော့ကိုရောက်ရှိလာတဲ့အခါဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အင်ဂျင်ချက်မီလဲလင်းနေတာဆိုတော့တခြားဘိုင်းနေအရင်ဆုံးအဖြေရှာတာထက်ပေါ့နော်အင်ဂျင်ချက်မီလင်းတဲ့ပြဿနာကိုပဲအဲကျွန်တော်တို့အရင်ဆုံးပေါ့နော်ဆက်ထိုးပြီးတော့စစ်ဆေးကြည့်တယ် ချက်မီလင်းရဲ့ပြဿနာကိုစစ်ဆေးကြည့်တဲ့အခါမှာတက်လာတဲ့ပြည့်ချက်ကုတ်ကကြတော့ MEB စင်ဆာနဲ့ပတ်သက်တဲ့ပြည့်ချက်ကုတ်ဖြစ်ပါတယ်။အဲ့တော့ဒီကားလေးမှာကြုံရတဲ့ပြဿနာက MEB စင်ဆာနဲ့ပတ်သက်တဲ့ပြည့်ချက်ဆိုရင် MEB စင်ဆာတွေကပြောမှဆိုရင်ပြက်ခဲတဲ့စင်ဆာတွေမှာပါဝင်နေအမုံတွေကြီးတွေကက်နေတယ်ဆိုရင်တော့ပြဿနာတစ်မျိုးပေါ့ဗျာဒါပေမဲ့ MEB စင်ဆာပြည့်ချက်ကြောင့်အဖြစ်နေတယ်များသောအားဖြင့် 4 ranger တွေမှာကဒီလိုပြဿနာတက်တယ်ဆိုလို့ရှိရင်လေပိုက်တွေမလုံတာလားပေါ့နော်ပထမတစ်ချက်ကနောက်တစ်ချက်က intercooler ပဲမလုံတာလားပေါ့သူကကြတော့တာဘူချာချာပါတယ်တာဘူချာချာပါတယ်ကားတွေမှာဆိုလို့ရှိရင်လေပိုက်မလုံတဲ့ပြဿနာ intercooler ပေါက်တဲ့ပြဿနာတွေကတော်တော်များများကြုံရတယ်။ဘာကြောင့်ကြုံရလဲဆိုတော့ တာဘူချာချာကနေပြီးတော့မှသူကဒီ compressor ပါတယ်ဗောနော်အဲ့ဒီကနေပြီးတော့မှချစ်လိုက်တဲ့လေရဲ့ဖိအားကအရင်များတယ်များတဲ့အတွက် intercooler လေးပေါက်တဲ့ပြဿနာတွေတက်တန်းကြလာရင်တော့ပေါက်တာဗောဗျာတခုနဲ့ထိမိရင်လည်းပေါက်တာဗောနော်အဲ့လိုပြဿနာတွေဖြစ်တယ်နောက်လေပိုက်တွေကွဲတဲ့ပြဿနာတွေကမကြာခဏကြုံတွေ့ရတယ်ဗောနော်ဒါနဲ့ပဲသူနဲ့ပတ်သက်ပြီးတော့တေချာအသေးစိတ်စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အင်တာကူလာနဲ့လေတကားပေါ့နော်စော်တယ်ရဲ့ဂျားထဲမှာရှိတဲ့လေပိုက်ကအောက်ဘက်ခြမ်းကနေပြီးတော့ကွဲနေတာ ကွဲနေတာလည်းပြောမဆိုရင်အရင်ကြီးတိတာတဲ့အပြင်အကျရင်အရင်ကြီးတိတာတဲ့နေသားမျိုးတော့မဟုတ်ဘူးအဲ့တော့ပိုက်တွေကိုဖြုတ်ပြီးတော့စစ်မှာပဲရတာပေါ့နော်အဲ့တော့အဲ့ဒီပိုက်ကိုကျွန်တော်ဖြုတ်ပြီးတော့စစ်လိုက်တဲ့အခါမှာ ပိုက်ကွဲတာကတိတတာအတွင်းထဲရဆိုရင်တော့တိတတာကွဲနေတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်အဲ့တော့လေးပိုက်ကွဲတဲ့ပြဿနာအကြောင်းပေါ့နော်သူက MVP စံစာမှာလည်းလာပြီးတော့ပြစ်ချက်ဖြစ်စေတယ်အဲ့တော့ဒီလိုပုံစံမျိုးပေါ့လီဗာနေမရတဲ့ပြဿနာတွေကတာဝန်ချက်ကြပါတယ်ခါးရင်းမှာတာဝန်ချက်ကြကြောင့်လည်းဖြစ်တတ်တယ်အင်တာကူလာကြီးပိတ်တာလားအင်တာကူလာပေါက်တာလားလေးပိုက်တွေပေါက်တာလားပေါ့နော်ဒီလိုပြဿနာတွေကြောင့်ကြုံတွေ့နေနိုင်ပါတယ်နော်အဲ့တော့ တာပူချာချာပါတဲ့ကားဒီမှာဆိုရင်လေပိုက်နဲ့ပတ်သက်တဲ့ပြဿနာတွေကိုကျွန်တော်တို့ကတေချာယူဆိုင်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့လေပိုက်တီကွဲတာတွေလေပိုက်ကလစ်တီပြုတ်တာတွေနောက်လေစစ်တီပေါ့နော်အင်ဂျင်လေစစ်တီကြီးပိတ်တာတွေကတာပူချာချာအတွက် မြ мян ပျက်စီးစေနိုင်ပါတယ်တာဝန်ချက်ကြပါတယ်ကားလေးမှာကျွန်တော်နှစ်ပိုင်းဂရူးဆိုင်ရတယ်ဗောနော်လေဇင်းနဲ့လေပိုက်တွေကိုဂရူးဆိုင်ရတယ်နောက်တစ်ချက်ကကြတော့အင်ဂျင်ရက်တဲ့အခါမှာဂရူးဆိုင်ရတယ်လေဇင်းတွေကြီးပိတ်တာလေပိုက်တွေကွဲတာကတာဝန်ချက်ကြကိုပျက်စီးစေသလိုဥမာပေါ်ပြဟိုင်းဝေးကနေမောင်းလာတယ်အင်ဂျင်ကိုရုတ်တရက်ရက်လိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုတော့တာဘူချာချာတွေကဆက်ပြီးတော့လဲနေမယ်တာဘူချာချာမှာ enjoy ပြီးတဲ့ pipeline တွေရှိတယ်အဲ့ဒီ enjoy ပြီးတဲ့ line တွေကအင်ရင်ရက်လိုက်ရင် သူ့ရဲ့စီကစီရဲ့ဖီယာကကြသွားတယ်အဲ့တော့ချောကြီးကောင်ကမရောက်တော့ဘူးဆိုလို့ရှိရင်တာဘိုချာချာရဲ့ရှက်တွေကစားသွားနိုင်တယ်ဘွတ်တွေစားသွားနိုင်တယ်အဲ့ဒီကနေပြီးတော့ဘာဖြစ်လာလဲဆိုတော့တာဘိုစီကျော်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်စီကျော်တဲ့ပြဿနာကနေနောက်ဆက်တွဲဘာဖြစ်လာလဲဆိုတော့တာဘိုကနေပြီးတော့မှစီကျော်ရင်းနဲ့တာဘိုရှက်တွေကျိုးသွားတဲ့ပြဿနာတွေကြုံတွေ့နေနိုင်ပါတယ်เนาะဒါကြောင့်မဲ့တာဘိုချာချာပါတယ်ကားလေးမှာ အဲ highway ကပြန်လာတယ်ဒါမှမဟုတ်ရင်တောင်ကုန်းတောင်တက်တွေတက်လာတယ်ဆိုရင်ကျွန်တော်ကအကြမ်းမြင်2မိနစ်ပုံဝင်ကြလောက် engine ကို slow နေထားနဲ့နှိုးထားပြီးဖို့လိုအပ်ပါတယ်ပြီးတော့မှသာ engine ကိုရက်ပြရမယ်ပေါ့နော်အဲ့တော့နောက်ထပ်ချက်အနေနဲ့ကတော့တာဝန်ဆရာပါတဲ့ကားလေးမှာအခုလိုမျိုး၄ပိုက်ကွဲတာတွေအပ်တာတွေရတယ်ကောင်းတဲ့လက္ခဏာမျိုးတော့မဟုတ်ပါဘူးဒါတွေကိုမပြင်းမနဲ့ဒီတိုင်းပဲပေပြီးသုံးနေမယ်ပေါ့ဗျာဥမာဒီနဲ့လီဘာနင်းမြားနဲ့ပြဿနာမျိုးကြီးလည်းမရှိဘူး engine ချက်မီလည်းမလင်းဘူးပေါ့ဒါပေမဲ့၄ပိုက်ကွဲနေတာတော့ကိုကသိတယ်အဲ့ဒါကိုမလဲပန်းနဲ့ဒီတိုင်း င်းပြေသုံးရင်နောက်ဆက်တွဲကတာဝူချကြပါတယ်ကားတွေကတာဝူတွေပျက်စီးစေနိုင်ပါတယ်เนาะဒါကြောင့်လေပိုက်ကွဲတာတွေအပ်တာတွေဆိုလို့ရှိရင်တော့ဒီတိုင်းမထားစေချင်ဘူးလဲပြီးမှရမယ်ပေါ့เนาะအဲ့တော့ဒီကားမှာဆိုလို့ရှိရင်တော့ လီပိုက်ကွဲနေတာဖြစ်တဲ့အတွက်လီပိုက်အသစ်ပေါ့နော်ဒါသူကတော့အသစ်ထည့်ကျင်တာဖြစ်တဲ့အတွက်ကာပိုင်ချင်းကအသစ်ထည့်ကျင်တာဖြစ်တဲ့အခါကျတော့လီပိုက်ကိုအသစ်ပြန်လဲပြီးတော့တက်ဆင်လိုက်တဲ့အခါမှာကားကအဆင်ပြေသွားပါတယ်အဲ့တော့4 ranger ရေမဟုတ်ပါဘူးတခြားကားတွေမှာဆိုရင်လေလီပိုက်နဲ့ပတ်သက်တဲ့ပြဿနာတွေကမကြာခဏကြုံရတဲ့ပြဿနာတွေမှာပါဝင်တာဖြစ်တဲ့အတွက်လီပိုက် line တွေကိုပေါ့နော်တေချာလေးစစ်စစ်စီခြင်းပါတယ်ခါဒီမှာဆိုလို့ရှိရင်လီပိုက်တွေကနည်းနည်းလေးလက်နဲ့ညှိကြည့်တော့မှသာမြင်ရတဲ့အနေအထားမျိုးတွေကြုံရတယ် ပြောမယ်ဆိုတော့ဗျာ engine ခန်းထဲမှာတုံးထားတဲ့ rubber တွေနဲ့ပတ်သက်တဲ့ lee bike တွေ lee bike တွေကတစ်ခါကြာလို့ရှိရင်တော့သူကနှစ်ထပ်သုံးထပ်တွေပါပါတယ်အဲ sea bike တွေဆိုရင်လည်းအဲ့လိုမျိုးပါပဲဒါပေမဲ့ rubber တွေရဲ့တက်တန်းက9နှစ်တက်တန်းထက်ကျော်သွားပြီဆိုရင်တော့နောက်ဆက်တွဲအနေနဲ့ rubber တွေကမာလာတယ်ကွဲလာတယ်အက်လာတယ်ဒါတွေကတော့ဖြစ်မှာပဲအဲ့လိုဖြစ်တဲ့အနေအထားကိုကျွန်တော်တို့ကဒီတိုင်းပဲပြေပြီးသုံးရင်နောက်ဆက်တွဲအနေနဲ့ဒုက္ခပေးနိုင်တယ်အဲ့တော့ lee bike ပြုတ်တာတွေဥမာဗျာဒီ taxi car တွေမှာဆိုလို့ရှိရင် PCV bike ရဲ့ bike တွေ ဆိုရင်ကွဲနေတာအဲ့နေတာတွေတွေးရတယ်အဲ့ဒါတွေကိုမပြင်မနဲ့ဒီတိုင်းပေးသုံးရင်ဘာဖြစ်မလဲဆိုတော့ system do lean တို့ system do race တို့ဒီလိုဒီလိုပြစ်ချက်ကုတ်တွေတက်လာပြီးတော့အင်ဂျင်ချက်မီတွေလင်းမယ်အဲ့တော့အင်ဂျင်ချက်မီလင်းရင် PCB ဘားလို့သူက ECU မှာကုတ်ထုတ်ပေးနိုင်မှုအဆင်မပြေဘူးတချို့ကားတွေမှာတော့ထုတ်ပေးနိုင်တယ်ပေါ့ဗျာဒါပေမဲ့ကားတော်များများမှာဆိုရင် PCB system နဲ့ပတ်သက်တဲ့ပြစ်ချက်ကုတ်တွေကနည်းတယ်အဲ့လိုမျိုးဆိုတော့ ဘယ်လိုက်လိုက်လို့လိုက်ရမှန်းမသိတာလေဖြစ်တတ်ပါတယ်เนาะနောက်တစ်ချက်က C line နေ C byte တွေဆိုလို့ရှိရင်လည်း C byte တွေကတန်တန်းတစ်ခုကြာသွားတဲ့အခါမှာ C byte တွေကွဲလာတာအက်လာတာတွေဖြစ်တတ်တယ်ဥပမာ break ဆိုလို့ရှိရင်လည်း rubber byte တွေကတန်တန်းတစ်ခုကြာလာတဲ့အခါမှာပတ်ကြားတွေအက်လာတယ်ဒါအောင်ကျွန်တော်တို့ကမလဲပဲနဲ့ဒီတိုင်းပေသုံးရင်နောက်ဆက်တွဲပါဖြစ်လာနိုင်တယ်ဆိုတော့အဲ့ဒီကနေပြီးတော့နောက်ဆက်တွဲဒုက္ခပြီးလာနိုင်တာက break byte တွေပေါက်ထွက်သွားတဲ့အဆင့်ကြီးဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကကားမှာရှိတဲ့ ရာဘာပိုက်တွေကိုတီချာလေးယူဆိုင်ချီချင်ပါတယ်ဒါက4 ranger မှာဂျုံရတဲ့ပြစ်ချက်ကိုကိုးကားပြီးတော့မှမျှဝေတာပါကျွန်တော်တခါကျရင်ဂျုံရတာက brake bike တွေဆိုလို့ရှိရင်ခောက်ပြီးတော့ brake bike တွေ bike တွေပူနေတာဒါကိုဒီတိုင်းတုံးလို့ရှိရင် ခံမသိရင်ဗျာဥမာနေနဲ့ရှေ့မှာတားစီတစ်ခုရှိနေတယ်ကိုက break ကိုအုံးကလေးဆိုစောင်းအောင်လိုက်တယ်ဆိုရင် break ရှိရအဲ့ကနေပေါက်ထွက်သွားတယ်ဆိုရင်တော့မတွေးရကြည်ပါဘောနော် break လုံးဝပျောက်သွားတဲ့အဆင်ရှော့သွားတဲ့အဆင် break ပေါက်တဲ့ပြဿနာမျိုးကြုံတွေ့နေနိုင်ပါတယ်နော်အဲ့တော့ rubber တွေရဲ့တက်တန်းတွေက9နှစ်တက်တန်းကျော်သွားတဲ့အခါမှာ review site စီကျင်ပါတယ်9နှစ်တက်တန်းကျော်သွားတဲ့အခါမှာလုံးဝလဲရမယ်လို့တော့ပြောချင်တာမဟုတ်ဘူးပေါ့ဗျာ9နှစ်တက်တန်းကျော်သွားတဲ့အခါမှာကားရဲ့ engine ခန်းထဲမှာချိနေတဲ့ rubber line တွေကအဲကောင်းသေးရဲ့လား pipe line တွေကအဆင်ပြေရဲ့လားပေါ့နော်ဒါကိုတော့တိကျစစ် 这是什么的？<noise> အဲ့တော့ဒီတချို့ကားတွေဆိုရင်နည်းနည်း model အနေကားတွေဆိုလို့ရှိရင်လီပိုက်လိုင်းတွေရှိတယ်လီပိုက်တွေပြုတ်တာတွေလီပိုက်တွေကွေးနေတာတွေကအင်ဂျင်ချက်မီတွေလင်းတာမျိုးတွေနောက်တစ်ချက်ကဆွဲယုံကြတာမျိုးတွေလီပါပေးမနေတာမျိုးတွေတုံဆုံတုံဆုံဖြစ်တာမျိုးတွေကကြုံတွေ့နေနိုင်ပါတယ်เนาะဒါကြောင့်လီပိုက်တွေနဲ့ပတ်သက်တဲ့အပိုင်း rubber bike တွေနဲ့ပတ်သက်တဲ့အပိုင်းတွေကို mixture လို့အနေနဲ့ guide ဆီခြင်းပါတယ်ဒါကတော့ four ranger မှာကြုံတွေ့ရတဲ့လီပိုက်ပေါက်တဲ့ပြစ်ချက်ကြောင့်လီပါနင်းမရတဲ့ပြဿနာဆွဲယုံကြတဲ့ပြဿနာအင်ဂျင်ချက်မီလင်းတဲ့ပြဿနာတွေကြုံတွေ့ခဲ့ရတာနဲ့ပတ်သက်ပြီးတော့ mixture တွေကို DB review file လေးနဲ့ဘုရားဖြစ်မြဝေဆွေးနွေးကြတာဖြစ်ပါတယ်။အားပြီးတဲ့တရားရှင်ညီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။